2025ခုနှစ်ရဲ့အချမ်းသာဆုံးနိုင်ငံများ British ကြီးအားလုံးပဲမင်္ဂလာပါရှင်။ Ticket Channel တွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့2025ခုနှစ်အတွက်ကမ္ဘာအချမ်းသာဆုံးနိုင်ငံ10နိုင်ငံအကြောင်းကိုဘူဟုတ္တအနေနဲ့မျှဝေပေးတော့မှာပါ။ဒီအဆင့်တွေသတ်မှတ်ထားတဲ့နေရာမှာဒီဦးချင်းဝင်ငွေဖြစ်တဲ့ GDP per capita ကိုအခြေခံထားပါရယ်။အချက်လက်တွေကိုတော့ကမ္ဘာဗန်နဲ့ငွေကြေးရန်ပုံငွေအဖွဲ IMF အတွက်ကနေမြင့်မြန်းထားတာပါ။ ဘယ်နိုင်ငံတွေကဘယ်အဆင့်မှနေရယူထားမလဲကိုတီးတဲ့ဘယ်နိုင်ငံတွေပါနေမလဲဆိုတာသိရအောင်ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်နံပါတ်၁၀နေရာမှာတော့ကမ္ဘာအင်အားအကြီးဆုံးနည်းပညာအမြင့်ဆုံးဆိုတဲ့အမေရိကန်ကနေရယူထားပါတယ်လူဦးရေ340တသန်းလောက်ရှိတဲ့အမေရိကန်ရဲ့ဦးချင်း GDP ကတစ်နှစ်ကိုဒေါ်လာ16000ရှိတယ်လို့ဆိုပါတယ်အရင်ကလေးကကမ္ဘာစီးပွားရေးအတောင်တင်းဆုံးနိုင်ငံတွေထဲမှာပါတဲ့အမေရိကန်ကအများနဲ့ထိပ်ဆုံး10နိုင်ငံထဲမှာပါနေခဲ့တာပါ လူဦးရေကများတဲ့ထင်ရပေမဲ့နိုင်ငံရဲ့အကျယ်အဝန်းနဲ့တွဲလိုက်ရင် နေရာတွေတောင်ပိုရှံနေပါသေးတယ်။အမေရိကန်ရဲ့ GDP ပါကပတာမြန်မာနေရတဲ့အကြောင်းကတော့အင်အားကြီးမားပြီးနည်းပညာမြန်မာတဲ့စီးပွားရေးတွေမှာ Apple, Microsoft တို့လိုကမ္ဘာအဆင့်ကုမ္ပဏီများဥဆောင်နေခြင်း၊ကိမီနည်းပညာဖြင့်ထောက်လုံမှုစွမ်းအားမြင်မာခြင်း၊ဗန္ဒာရေးနဲ့ကျန်းမာရေးဆောင်ရှားမှုကဲ့သို့ဝန်ဆောင်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်း၊လုပ်ငန်းစတင်ရန်လွယ်ကူပြီးပြိုင်ဆိုင်မှုပြင်းထန်သောဈေးကွက်ရှိခြင်း ကမ္ဘာအဆင့်မီတက်ကရုံများမှအီယီချင်းပြေဝသောလုံသားအင်အားပေါ်ကျဝါခြင်းနဲ့ရင်းနှံမြင်များနဲ့လေယာကောင်းများကဲ့သို့သဘာဝအရင်းမြစ်များကျော်ဝါခြင်းတို့ကြောင့်ဖြစ်ပါတယ်။နံပါတ်9နေရာမှာတော့ဆမ်မော်ရီနိုနိုင်ငံလေးကအောင်းအောဆီယာရှိနေတာပါ။ဥရောပတိုက်တဲကသေးငယ်တဲ့ဂုံတွင်းပိတ်နိုင်ငံလေးဖြစ်ပေမဲ့ဆမ်မော်ရီနိုမှာလည်းအသက်ကျတွေရှိနေပါတယ်။စည်ရင်းတွေအရာတော့ဆမ်မော်ရီနိုသားတွေရဲ့တူးချင်း GDP 16,900ဒေါ်လာဝန်းကျင်လောက်ရှိနေတာပါ။ ဘာလို့ဒီလောက်မြန်မာနေရလဲဆိုတာပြောရရင်တို့နိုင်ငံကသေးပေမဲ့ဘဏ်လုပ်ငန်းနဲ့အာမခံလုပ်ငန်းတွေမှာခိုင်မာတောင်းတင်းပြီးနိုင်ငံတကာကငွေကြေးတွေကိုစီမံခန့်ခွဲရမှာနည်းမရထားလို့ပါပြည်တော်ခရီးသွားလုပ်ငန်းတွေကလည်းဝင်ငွေရတယ်လို့အခုနှုန်းတတတာကြောင့်ကုမ္ပဏီတွေလာဖွင့်ကြတာတွေလည်းပါပါတယ်လူရည်နေတဲ့နိုင်ငံသေးသေးလေးဖြစ်တော့ရှားတဲ့ဝင်ငွေကိုလူနေနေနဲ့ပြန်ဝင်လိုက်တဲ့အခါတူးချင်းစီအတွက်ပုံမြလာရတာပါ အီတလီနဲ့လည်းစီးပွားရေးအရာနိနိကက်ကက်ဆက်ဆံနေရတာကြောင့်ဒီအချက်တွေအားလုံးပေါင်းပြီးဆမ်မော်ရီနိုရဲ့ GDP per capita ကိုမြန်မာစေတာပဲလို့ပြောလို့ရပါတယ်။နံပါတ်၈မှာတော့ဥရောပမြောက်ပိုင်းရဲ့အင်အားကြီးနိုင်ငံနော်ဝေးရှိနေပါတယ်။လူဦးရေ9.6တန်းလောက်ရှိတဲ့နော်ဝေးရဲ့တူးတင်းဝင်ငွေကတော့ဒေါ်လာ9,400ကျော်လောက်ပါပဲ။နော်ဝေးနိုင်ငံရဲ့ GDP per capita ဘာလို့ဒီလောက်မြင့်လဲဆိုတာပြောရရင်သူတို့မှာရန်နံနဲ့သဘာဝတန်းငွေတွေအများကြီးထွက်လို့ပါပဲ ဒီဆိုရင်အရင်မြစ်တွေကနေနိုင်ငံသားကိုတင်ဖို့ရောင်းချလို့ဝင်ငွေတွေအများကြီးရပါတယ်။ဇာတဲ့ဝင်ငွေတွေကိုလည်းအနာဂတ်အတွက်ရန်ပုံငွေတွေထူထောင်ထားပြီးနိုင်ငံသားတွေနဲ့လူနေမှုအစဉ်အတန်းမြန်မာဖို့ပြန်သုံးကြပါတယ်။ပြည်တော်ငါးပတ်လုပ်ငန်းနဲ့ရေချောင်းပို့ဆောင်ရေးလုပ်ငန်းတွေလည်းအားကောင်းသလိုဤပညာပိုင်းမှာလည်းတဖြည်းဖြည်းတိုးတက်လာနေတာပါ။ဒါရီအပြင်လူဦးရေနဲ့နိုင်ငံဖြစ်တော့ရတဲ့ဝင်ငွေကိုလူနေနေနဲ့ပြန်ခွဲဝေလိုက်တဲ့အခါမှာတူးချင်းစီအတွက်ပုံများလာရတာပါ။ အစ်စ်ကမှတော့ဘဏ်လုပ်ငန်းငွေကြေးခဏတွေနဲ့လူတည်များတဲ့ဆွစ်ဇာလန်နိုင်ငံရှိပါတယ်။တိုးချစ် GDP ဒေါ်လာ9,5300နဲ့လူဦးရေ9,000ခန့်ရှိတဲ့ဆွစ်ဇာလန်ဟာကမ္ဘာ့ဘဏ်နာရေးအချက်အချာနေရာတစ်ခုအဖြစ်အချိန်အတော်ကြာကလေးကအတိအမှတ်ပြုထားခံရတာပါ။ဆွစ်ဇာလန်နိုင်ငံရဲ့ GDP ပါကပတာမြန်မာရခြင်းရဲ့အဓိကအကြောင်းရင်းများမှာတမိုးကြီးနိုင်စေဝါစားတဲ့အရေးအသွင်းမြင့်ထုတ်ကုန်တွေထုတ်လုပ်ရောင်းချတာရယ်ကမ္ဘာ့အဆင့်မီဘဏ်လုပ်ငန်းနဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကရလာတဲ့ဝင်ငွေတွေရယ် အခြေချင်းပြည့်ဝတဲ့လုံသားအင်အားပိုင်ဆိုင်ခြင်းနဲ့တည်ငြိမ်တဲ့နိုင်ငံရေးစည်းဝါးရင်အခြေအနေရရှိလို့နိုင်ငံသားယင်းနှမြုပ်နှံမှုများကိုဆွဲဆောင်နိုင်ခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။အစစ်ကြောင့်မှာတော့တူးချင်းဝင်ဝင်အလွန်မြင့်မားတဲ့တည်ငြိမ်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့ Liechtenstein ရှိပါတယ်။ Liechtenstein ဟာတူးချင်း GDP ဒေါ်လာ98,400ရှိနေတာပါ။လူဦးရေ၄000လောက်ပဲရှိတဲ့ဒီတည်ငြိမ်တဲ့အပိုင်းနိုင်ငံဟာ ခိုင်မာတဲ့ငွေကြေးကဏ္ဍနဲ့အလွန်ကွဲပြားတဲ့စီးပွားရေးတွေကြောင့်ကမ္ဘာအကျဉ်းဆောင်နိုင်ငံတွေကတခုဖြစ်လာရတာပါအဆင့်ငါးမှာတော့ကြီးမားတဲ့ရေနံကြော်ဝါမှုနဲ့လူသိများနဲ့ခါတာနိုင်ငံရှိပါတယ်တိုးချင်း GDP ဒေါ်လာ35,956နဲ့လူရင်းနှင်းတရမ9တန်းရှိရဲ့ဒီသိငယ်တဲ့ပင်လယ်ကွေ့နိုင်ငံရဲ့ကြော်ဝါမှုဟာတဘာဝတန်ငွေနဲ့ရေနံတိမှုမှုတွေကနေအဓိကရရှိနေတာပါ ကတားနိုင်ငံရဲ့ GDP ပါကပတာမြန်မာရတဲ့အဓိကအကြောင်းရင်းကတော့သူတို့နိုင်ငံမှာတဘာဝတန်ငွေနဲ့ဇင်နန်တွေအများပြားထွက်ရှိလိုပါပဲဒီတရံဇာတာတွေကိုကမ္ဘာဈေးကွက်ကိုရောင်းချခြင်းအပြင် ဝင်ငွေတွေအများပြားရရှိကြပါတယ်လူဦးရေကတော့တခြားနိုင်ငံတွေနဲ့ရှင်ရင် နေပါတဲ့အတွက်ရရှိလာတဲ့ဝင်ငွေတွေကိုတူးချင်းစီအတွက်ပြန်လည်ဝင်များတဲ့အခါမှာ ပမာဏများပြားတာကြောင့် GDP per capita မြင့်မားလာတာဖြစ်ပါတယ်။ဒါအပြင်ကာတာနိုင်ငံဟာနိုင်ငံတကာညီညွတ်မြို့နယ်မှုတွေကိုလည်းအားပေးတဲ့အတွက်စီးပွားရေးပုံမိုးတိုးတက်လာစေပါတယ်။အစင်းလေးမှာတော့ဆွဲဆောင်မှုရှိတဲ့မြေထဲပင်လယ်ဒေတာမွန်နာကုတ်နိုင်ငံရှိပါတယ်။ဒီတင်းငယ်တဲ့မြို့ပြနိုင်ငံလေးဟာတူးချင်း GDP ဒေါ်လာတသိန်းတထောင်5900နဲ့လူဦးရေ3800တာရှိပါတယ်။မွန်နာကုတ်နိုင်ငံရဲ့ GDP per capita မြင့်မားရတဲ့အဓိကအကြောင်းရင်းကတော့ တို့ရဲ့ထူးခြားတဲ့အခွန်မူဝါဒတွေဇင်ကံပစ္စည်းနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေအလုံးဖွံ့ဖြိုးတိုးတက်တာကြောင့်ပါပဲဝင်ငွေကိုမရှိသလောက်နှဲပါတဲ့အတွက်ကမ္ဘာအဝန်းကချမ်းသာကြွားရတဲ့သူတွေဟာမွန်နာကိုမှလာရောက်နေတန်းကြပြီးတို့ရဲ့သုံးဆွဲမှုတွေကနေစီးပွားရေးကိုအားကောင်းစေပါတယ်။ဒါပြင်မွန်နာကိုဟာကာစီနိုတွေဇင်ကံဟိုတယ်တွေအစင်းမြင့်စားသောက်ဆိုင်တွေနဲ့ဈေးကြီးတဲ့အင်တာမီလုပ်ငန်းတွေကြောင့်လည်းနာမည်ကြီးပါတယ်။ ဒီလုပ်ငန်းတွေကနေရရှိတဲ့ဝင်ငွေတွေနဲ့လူဦးရေအနည်းငယ်သာရှိတဲ့အတွက်လူဦးချင်းစီရဲ့ GDP ဟာအလွန်မြင့်မားနေတာဖြစ်ပါတယ်အဆင့်၃မှာတော့လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်အတွင်းအလယ်မြန်ထိုးတက်လာတဲ့အိုင်ယာလန်သမရနိုင်ငံရှိပါတယ်လူဦးချင်း GDP ဒေါ်လာ3,2500နဲ့လူဦးရေ9တန်းမှ4တန်းရှိတဲ့အိုင်ယာလန်ဟာ corporate economy နိုင်ငံတာကြောင့်နိုင်ငံတကာကုမ္ပဏီကြီးတွေကိုဆွဲဆောင်နိုင်ခဲ့ပြီးစီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ် အိုင်ယလန်အသိတာထင်ရှားတဲ့နိုင်ငံသားရင်းနှီးမြောက်နှံမှုတွေအပြင်ဤပညာစေဝါနဲ့ဗန္နာဤကဏ္ဍတွေကနေလည်းအကျိုးအမြတ်တွေရရှိခဲ့တာဖြစ်ပါတယ်။အခုတော့ထိဆုံးတဲ့နေရာကိုရောက်ရှိလာပါပြီ။အစ်စ်နှစ်မှာတော့သိငယ်ပေမဲ့အလွန်တရာဝါပြောတဲ့နိုင်ငံတစ်ခုဖြစ်တဲ့လူဇင်ဘတ်ရှိပါတယ်။ဒူဂျစ် GDP ဒေါ်လာ35,152နဲ့လူဦးရေ6,900ကျွဲသာရှိတဲ့ဒီသိငယ်တဲ့ဥရောပနိုင်ငံကကမ္ဘာပေါ်မှာလူနေမှုအဆင့်အမြင့်ဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။ လူစံပတ်နိုင်ငံရဲ့ GDP ပါကပ်ပတာမြန်မာရတဲ့အဓိကအကြောင်းရင်းတွေတက်ကတခုကတော့နိုင်ငံတကာပတ်လုံငန်းနဲ့ငွေကြေးဝင်ဆောင်မှုလုပ်ငန်းတွေအလွန်ဖွံ့ဖြိုးတိုးတက်လာတာကြောင့်ဖြစ်ပါတယ်။ဥရောပရဲ့အချက်အကျနေရာမှာတရှိပြီးနိုင်ငံကြီးအကြတည်ငြိမ်မှုရှိသလိုလှည့်ဝှက်ချက်တွေကိုလည်းတံမိုးထားတဲ့အတွက်ကမ္ဘာအဝန်းကငွေကြေးအဖွဲ့အစည်းကြီးတွေလူစံမမာလာရောက်ပြီးရုံးကွဲတွေဖွင့်လှစ်ကြပါတယ်။နောက်တစ်ခုကတော့လူစံမဟာ အကုန်ကောက်ကွယ်မှုမှာလည်းတခြားနိုင်ငံတွေနဲ့ရှိရင်အသက်ကျက်တူရှိတဲ့အတွက်နိုင်ငံတကာကုမ္ပဏီကြီးတွေကိုဆွဲဆောင်နိုင်ပါတယ်ဒီလိုပတ်လုံငန်းနဲ့နိုင်ငံတကာကုမ္ပဏီတွေရဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လူစင်ပတ်ရဲ့စီးပွားရေးဟာအင်ပြန်ကောင်းမွန်လာပြီးလူဦးရေနည်းပါးတာနဲ့ပါပေါင်းစပ်လိုက်တဲ့အခါမှာဒီဦးကျက် GDP ရအမြင့်ဆုံးနိုင်ငံတွေကတခုဖြစ်လာတာပါနောက်ဆုံးအနေနဲ့2025ခုနှစ်အတွက်ကမ္ဘာအကျန်းနာဆုံးနိုင်ငံကတော့စင်ကာပူနိုင်ငံဖြစ်ပါတယ်ဒီဦးကျက် GDP ဒေါ်လာ တသိန်း3353နဲ့လူဦးရေ6တန်းခန့်ရှိတဲ့စင်ကာပူဟာကမ္ဘာ့ဗန်ဒါရေးအချက်အချာနေရာတစ်ခုအဖြစ်လူသိများပြီးကုန်သွယ်ရေးဗန်ဒါရေးနည်းပညာနဲ့အရေးပါတဲ့ရေကြောင်းကုန်သွယ်ရေးအချက်အချာနေရာတစ်ခုဖြစ်တာကြောင့်စီးပွားရေးအရန်တိုးတက်လာပြီးနံပါတ်1နေရာကိုရရှိသွားခဲ့တာပါပဲ။ဒါရီကတော့2025ခုနှစ်အတွက်ကမ္ဘာအချမ်းအနှောင်းနိုင်ငံ10နိုင်ငံပဲဖြစ်ပါတယ်။ GPO လေးကိုကျင်းပတတ်တယ်ဆိုရင် likely ပြုလုပ်ပေးပြီးတငယ်ချင်းတွေကိုလည်းမျှဝေပေးဖို့တိုက်တွန်းလိုက်ပါရစေရှင်။ နောက်ထပ်အဘိုးတူတရစီရအကြောင်းအရာတွေအတွက် subscribe ပြုလုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်။